လေးတိုင်းဒေသကြီးစေကံမြို့နယ်ဆရာအောင်စုမင်းလာကြီးရွာတိုက်ခွေးမသုံးသနစ်သေငူဝိပဿနာဓမ္မယိတာလူသစ်ဆရဲ့အဋိဌံတရားစခန်းစခန်းဝင်ဦးရေ439ဦးကျင့်စဉ်ကတော့ဝိရဏမတဏတာဒဏီကိုနာပြီးစေမနာတဲ့ကျင့်စဉ်မဟာပလင်ကျင့်စဉ်မဟာပလင်ငါးနိုင်အတွေ့အကြုံရှင်းတယ်ဖြစ်ပါတယ်ခုဖြေကြမဲ့ ဆရာတော်ရဲ့မဟာပလင်အတွေ့အကြုံရသလေးကိုဗီဒီယိုဖိုင်ပြပါမယ်။ပြပြီးတော့မှဦးဇင်းတို့အမေးဖြေလုပ်ပါမယ်။အဲ့ဒီဆရာတော်ကတော့တဲ့မဟာစီဖားအောက်မှာကျင့်ခဲ့မှုတဲ့ယောဂီဖြစ်ပါတယ်။ မဟာပလင်အောင်မြင်ပြီးတော့ဝင်ကြပြီးတော့ဒုနာတော်ဘာမှမဟုတ်ဘူးဒုနာတော်မဟာပလင်ဝင်ကြပြီးတော့ဝမ်းမြောက်ပြီးပြီးကြီးဖြစ်တယ်ဆက်ဝမ်းသာလုံးအားကြီးလို့မဟာပလင်လာတာချမ်းသာလုံးအားကြီးလို့အဲချူဝါအဲ့ဒါအေးများတယ် ရည်ပါပဲပူလို့ဆင်းရဲလို့ကြားတယ်မြင်ဟောပါဘူးတဲ့အဲ့တော့ဦးဇေလို့ဖိုးစိတ်ဖိုးစိတ်ဆိုတော့အဲ့ဒါကိုပြောတာပါအဲ့ဒီစိတ်ကဘယ်တော့မှပြတ်တော့ဘူးကြောင်ကြီးသာသနာတက်ကတော့ဗီအမီအောင်ပြီးတဲ့အထက်ကသင်္นานတက်နေတဲ့ဆရာတော်တပါးဖြစ်ပါလေ ကျောင်းနံပါတ်2ဓမ္မယသအတွေ့အကြုံလေးတွေအမေးအဖြေလေးတွေရှင်းထားဖို့ ခဏမတက်ရပြီးမိုက်ကင်ပြီးပါဗျာ။အင်းအဲ့တော့ဆရာတော်အနေနဲ့ဒီမှာတရားမထုတ်ခင်တော့ကဒီရိတ်တာကမဟာပလင်ကျင့်နေကြမ်းနေပြင်းထန်နေဆိုတာကြားခဲ့ဘူးပါလားဗျာ။မှန်ပါဗျာကြားခဲ့ဘူးပါ။အဲ့လိုကြားခဲ့တဲ့မှာဆရာတော်အနေနဲ့ဘလို့များစိတ်တည်ဖြစ်ပါလဲဗျာ။ဖြန်းတပြီတော်ကဒီ ကြောက်လဲကြောက်တယ်ဟွာကျင်လဲကျင်ကျင်လဲဆိုတဲ့စိတ်ပေါ်ပါတယ်ဖြာဟွာဝိပဿနာနဲ့ပတ်သက်ပြီးတော့ဖြာတပြီတော့ကအင်မတန်မှဟိုစိတ်ဝင်တစားအားကိုးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ခါကျတော့အားလုံးရဲ့တရားကျင့်စဉ်တွေကိုလက်တွေ့ကျင့်ကျင်တာနဲ့ဒီတရင်ကိုတဖောဖောကျင့်ကျင်နေစိတ်ပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်မှာ ဒီယောဂီဟောင်းနေစီမှာလည်းပဲပြောပြတာပေါ့သူတို့ရဲ့တွေ့ကြုံနဲ့ပြောပြတယ်နောက်ဒီမဟာပလင်ကိုလည်းမကြောက်ဘူးလေအဲ့လိုလေဒီလိုအဲ့စတော့ဒီဟာစိတ်နှမျိုးနဲ့လာခဲ့ပါလေဗျကြောက်တာလည်းပါတယ်လူကျင်တာလည်းပါတယ်မှန်ပါဗျအဲ့တော့ပရမဘိဒီလိုအာနာပါနကမ္မထံကျင့်စဉ်တွေစကျင်းလာတာနေတော့နှစ်နာရီပေါင်းချိန်ထိရောက်လာတဲ့အချိန်မှာ အရှင်ဘုရားအနေနဲ့ရှင်းရှင်းလင်းလင်းအပြည့်ထွက်ရလားဗျာစိတ်ထဲမှာမရှင်းပါဗျာတပြီတော့ဟာအာနာပါနာတုန်းကလည်းပဲတခြားအခြားသောယောဂီတွေအရှူဇန်ဟာပဝင်ကြတယ်လို့တပြီတော့မဖြစ်ခဲ့ပါဗျာဒါပေမဲ့အဲ့အာနာပါနာကျင့်စဉ်တုန်းကလည်းမခက်ခဲပါဗျာအလုံးဒီအဋိဋ္ဌံပြည့်မြောက်အောင်လုပ်နိုင်ခဲ့ပါလေဗျာပေါင်ချိန်တုန်းကလိုလည်းပဲဒီတိုင်းပါပဲဗျာ ဘုံပိုင်းလျှောင်းတဲ့ကျင့်စဉ်မှာရောဘုန်းကြီးတွေနဲ့အဲ့ဒီကျင့်စဉ်ကဘုန်းကြီးတို့စာတွေ့ဉာဏ်တွေ့တဲ့တွေ့မဲ့ဆိုရင်ဘယ်လိုဝေဖန်ပြပါမလဲခင်ဗျာလျောင်းကမ္မထမ်းကတော့တပြီးတော့ဒါပထမဦးဆုံးဟာကျင့်ခဲ့ရပါတယ်ခင်ဗျာအင်မတန်မှလည်းထိရောက်ပါတယ်ခင်ဗျာမပင်မပန်းပဲနဲ့တခြားသောဣရိယာပုတ်နဲ့စာလို့ရှိရင်သူကပို့ပြီးတော့ဟိုစိတ်ထဲမှာအေးချမ်းပါတယ်ခင်ဗျာ ဲတော့ခန္ဓာရဲ့ဒုက္ခတွေ့တော့လေစိတ်မှာဒုက္ခိဉ္စရိဒေါမနတိဉ္စရိစိတ်တိဖြစ်သေးလားဗျာမှန်ပါဗျာအဲကြောင်လဲကျင့်တယ်မှာမှန်ပါဗျာဖြစ်သေးလားဒုက္ခိဉ္စရိကအမ်တပြိတော်လိုလက်တည်ကျင့်တယ်နောက်ပြီးတော့တင်ပန်းမှာနာတယ်ဆိုတဲ့ဥစ္စာကိုခံစားပါတယ်ဗျာစိတ်မှာကြတော့စိတ်မှာကြတော့တောက်လျှောက်ဆရာတော်ဘုရားရဲ့ဒီဟောတဲ့တရားနဲ့ပဲလိုက်ပြီးတော့ကျင့်တဲ့ခါကျတော့ အားလုံးအဆင်ပြေပါတယ်ဗျာဒေါသနဲ့ဒေါမနတာမရှိတော့မှန်ပါဗျာအဲ့တော့ဒီပြို့စာပေးရအပိစာဒေါမနတာဝိနည်းပုံနဲ့သွားမကြိုက်ဘူးလားဗျာမှန်ပါဗျာကြိုက်တယ်သက်တရားအထုတ်တာအပိစာမသက်မသာတဲ့အာယုန်ကြီးနဲ့ပေါင်းနေရတော့ဒေါမနတာမှန်ပါဗျာဒီပြို့တို့အဲ့တဏ္ဍာရာကကိုတိကံဆွန့်လိုက်တော့အပိစာဒေါမနတာစိတ်မှကွာမသွားဘူးလားဗျာမှန်ပါဗျာအဲ့တော့မာသီဝရဏတော့ခရယောညွန်ကြတာနဲ့တပည့်တော်တို့ညွန်ကြတာနဲ့အန်ကြရလားဗျာတထတိကြပါလားဗျာ ဟုတ်ပြီအဲ့တော့ကိုနာပြီးစိတ်နာသေးလားဗျာမနာတော့ပါဗျာအဲ့လိုဆိုဒီလိုအရာထဲမှာလဲပြောကြပါလေပြောတာကတော့အချို့ဆရာတွေရဲ့ပြောကြမှုပေါ့ဗျာသင်္ကကျမ်းနဲ့ခန္ဓာကိုယ်ညင်းစေတဲ့အာတ္တကိလမထာနိယောဂကြီးတရားဆိုတာတက်တက်တာတာကျင့်ရတယ်ဒီလိုအနာခံကျင့်ရတာမဟုတ်ဘူးဆိုတော့အဖြေနဲ့ဒီပြုတ်တရားပြတာနဲ့ဘယ်ဖြေကမှန်တယ်လို့အရှင်ဗျာသုံးသပ်မလဲဗျာမမဗျာတပြုတ်တော့ နားတယ်တလောက်သဘောပေါက်တလောက်ပြောမယ်ဆိုလို့ရှိရင်အတ္တကိလမထာနုယောဂဆိုတာဖျားတပြည့်တော်ဖတ်ခဲ့ဖူးတဲ့ဒီမီဇီမနီကဲထဲကမြတ်စွာဘုရားကိုတော်တိုင်သူ့ရဲ့တွေ့ကြုံကိုပါဒရာတိတုံမှာပြောထားပါတယ်ဗျာသူဒုက္ခရစရိယာ6နှစ်ကျင့်ခဲ့ရပါကြောင်းအဲ့ဒီဒုက္ခရစရိယာကိုပါလဲဆိုတာကိုအချင်းချောအဖြစ်အဲ့ဒီတုတ်တံမှာကသူကနှစ်မျိုးပြောပါတယ်ဗျာပထမတစ်မျိုးက ဩပိနတံဘောဒအနာပိတံဘောဒသူဖျားမဖြစ်ခင်မှာသူလမ်းလွဲပြီးတော့ကျင့်ခဲ့တဲ့ပင်ပင်မမှန်ဒုက္ခရစရိယာမျိုးကအာနာပါနကိုလွဲမှားစွာသူကျင့်ခဲ့တာသူကအသက်မရှူဘဲနဲ့အသက်ကိုအောင့်ပြီးတဲ့ခါကျတော့လေတွေကနားထဲနေတော့ဖောက်ထွက်နောက်နှာခေါင်းပါးစပ်နားပိတ်ပြီးတော့ရှူတဲ့လေကိုမရှူဘဲနဲ့အောင့်တဲ့ခါမှာလေကခေါင်းပေါ်ထိတက်ပြီးတော့ သူရဲ့ငယ်တဲ့ကိုဓာတ်နဲ့ခွဲတယ်လို့ခံစားရတယ်ဆိုတဲ့အကြောင်းအဲ့ဒါပြောထားပါတယ်အဲ့ဒါမြတ်စွာဘုရားအနေနဲ့အတ္တကိလမထတစ်ခုလို့ဒီလိုရှင်းပြပါတယ်ဗျာနောက်တစ်ခုကတော့အစာအာဟာရမတုံးဆောင်ပဲနဲ့ကျင့်ခဲ့တဲ့အကျင့်ပါဗျာဆိုတော့မြတ်စွာဘုရားကိုတော်တိုင်သူနားလေသူရှင်းပြခဲ့တဲ့ဒုက္ခသရိယာအတ္တကိလမထဆိုတာအဲ့လိုအကျင့်မျိုးပါဗျာနောက်ဒုက္ခသရိယာ6မြင့် ဲ့ဒါကိုပယ်ပြီးတော့သူဇာတာလူခဲ့တဲ့ဆွမ်းတွေကိုဖုံပေးပြီးတော့အာဟာရဒီခန္ဓာကိုအားရှိလာတဲ့အခါမှာဒီဘောဓိပင်အောက်မှာထိုင်ပြီးတော့တပ်ပညွတ်ဉာဏ်မရခင်မှာသူကအဋိဋ္ဌံပါရမီဝိရိယပါရမီခန္တီပါရမီနဲ့တောက်ရှောက်ကိုဟိုမှတ်ပြီးမှဟိုတမတံဘောဓိဉာဏ်ရရှိပြီးတော့ဘုရားဖြစ်ခဲ့ပါတယ်ဗျအဲ့မှာစတုရိင္ကဝိရိယ၄ပါးဆိုတာပါပါတယ်ဗျာ အယိုးကြီးကြီးအည်ခန်းခန်းဆိုပြီးတော့အဲ့ဒါပါပါတယ်ဘုရားတပည့်တော်တို့တမာတိရဖို့ဟာကတပည့်တော်နားလည်သလောက်ဆိုလို့ရှိရင်အဋိဌံပါရမီဝိရိယပါရမီခန္တီပါရမီမပါဘဲနဲ့မရပါကြောင်းရှောက်ထားလို့ပါတယ်ဗျာအခုဒီနေ့မာပလင်းနှစ်နာရီတစ်ကြိမ်၅နာရီတစ်ကြိမ်ချိန်လိုက်တယ်နှစ်နာရီချိန်ချိန်တုန်းကမဟာကလင်ကျင်းစဉ်ပေါ်မှာရှင်းရှင်းလင်းလင်းအောင်မြင်ခဲ့လားဗျာ နှစ်နိုင်တွန်းကတပြီတော့မရှင်းခဲ့လို့အဲ့ဒါပြီးတော့စိတ်ထဲမှာမဟာပလင်ကတော့ကျင့်တာကျင့်ခဲ့ရတယ်ငါတော့သူများလို့ဘဝင်တော့မကြောက်တော့ဘူးထင်တယ်ဆိုတဲ့ဟာနဲ့နောက်9နိုင်ထက်ကျင့်တော့ဆရာတော်ဘုရားတောက်လျှောက်ဒီအလုတ်ပေးတရားအပေးတဲ့အခါမှာဆရာတော်ဘုရားကမဟာပလင်မကျင့်ခင်တော့ကလည်းပဲများသောအားဖြင့်ယောဂီတွေဟာတနင်္လာနေ့45မိနစ်လောက်မှာဘဝင်ကြတ်တက်တယ်လို့အမိန်ရှိခဲ့တော့တပြီတော့ကျူးကျူးဆားဆားနဲ့ ဒီပြောခဲ့တဲ့အတိုင်းကိုတသွေးမသိမ့်လိုက်မှတ်ပါတယ်ဗျတီးခံပြီးတော့လိုက်မှတ်တဲ့အခါမှာနောက်ကွတ်တိပါပဲတနာနဲ့45မိနစ်လောက်မှဟိုယောဂီတွေတတိထားဒီချိန်မှာမဇောဇောပြီးတော့ဘဝင်ကြတတ်တယ်ဆိုလို့ပြောတဲ့အချိန်မှာတပိတော့ရဲ့စိတ်ထဲမှာငြိမ်အေးသွားပြီးတော့ဒါဟိုဘဝင်ကြသွားပြီဆိုတာကိုတပိတော့သဘောပေါက်လိုက်ပါတယ်ဗျအဲ့ဒီချိန်မှာအဲ့စိတ်ကလေးကဘလို့ဖြစ်နေလဲဗျာ ဒီငိမ့်ပြီးတော့ဒီနှလုံးသားမှာလည်းသူငိမ့်အေးပြီးတော့ခုထက်တိနမိတ်အနေနဲ့အာယုံပြုတ်လိုက်လို့ရှင်ဒီမှာရှိနေပါသေးတယ်ဗျဟုတ်ပြီအရိယဝိထုမှာမှန်ပါဗျစိတ်အကြည်တက်ကြီးอ่ะအေးမှန်ပါဗျအဲ့ဒါဖို့စိတ်ပါပဲဗျမှန်ပါအာယုံပြုတ်တဲ့အတိုင်းဒီမှာကြံနေသေးတယ်အာယုံပြုတ်လိုက်ရင်ဖို့စရာခံစားမှာပေါ့ဗျမှန်ပါဗျအာယုံပြုတ်မှာမပြုတ်ရင်မခံစားရင်မသိဘူးမှန်ပါဗျအဲ့တော့တပည့်တို့အခုမဟာပလင်ချိလိတာ ရုပ်ပြတနာရှင်းလိုက်ကြလားစိတ်မှရှိတဲ့ပြတနာရှင်းကြလားဗျစိတ်မှရှင်းရှင်းသွားပါလေဗျပြတနာစိတ်မှရှင်းတဲ့ပြတနာမှန်ပါဗျစိတ်မှရှင်းတဲ့ပြတနာကိုဒီတိုင်းကြီးဘုန်းကြီးတွေဗီဇာကျန်ဇာယိုက်ကျန်လောဘကျန်ဒေါသကျန်ကိုမဟာပလင်မချိတ်ပဲနဲ့ဖော်သတ်လို့ရပါမလားမရဘူးဗျမရဘူးမှန်ပါဗျအဲ့တော့မဟာပလင်နဲ့ဖော်မှ तू ကပေါ်လာတာမှန်ပါဗျအဲ့ဒါကိုမဟာပလင်ကိုအပြစ်ပြောရင်မှန်ပါမလားဗျ မမှန်ပါဗျာမမှန်ဘူးအဲ့တော့မမှန်တာကိုမှန်တယ်လို့ပြောနေတဲ့ပုဂ္ဂိုလ်ကမမှန်တော့ဘူးပေါ့ဗျာမှန်ပါဗျာဒါတပြုတ်ဒီလိုပဲသုံးစားမှာတင်ပါဗျာဘုန်းကြီးနဲ့ကိုယ်လေးဖြစ်သွားပြီမှန်ပါဗျာအဲ့တော့မြတ်စွာဘုရားကလည်းပထမဇန်၌ဒုက္ခိန္တရီချုပ်သည်မှန်ပါဗျာပထမကျင့်တဲ့ယောဂီတယောက်ကဒုက္ခိန္တရီချုပ်ဖို့အရင်ကြည့်ရမယ်လို့ဘုရားဟောတာဟုတ်မှန်ပါဗျာအဲ့တော့အခုတပြုတ်တို့ပြတာကလည်းဒုက္ခိန္တရီချုပ်ဖို့ပဲဆေးစကံပြပါတယ်လို့တပြောဏိဒံမာရီကပြောတာပါတယ်မှန်ပါဗျာအခု ဘုန်းကြီးဒီနေ့ဝင်ရှင်းရှင်းကြာတော့အေးတရရတော့ဖာဒီတော်တော်သာလွတ်မသွားဘူးလားလွတ်သွားပြီဗျာဒုက္ခတွေကျော်သွားပြီငွေလေးကောင်ကလိုက်လို့ရသေးလားမရတော့ပါဗျာမရတော့ဘူးအဲ့ဒီလိုဒုက္ခတွေတွေမကျော်ဘဲနဲ့ယောဂီတယောက်ကယုတ်တိနံနေကြင့်မယ်ဆိုရင်ခီးပေါက်နိုင်ပါမလားဗျာမလွယ်ပါဗျာမရနိုင်ဘူးမှန်ပါဗျာဒါကြောင့်မလို့မြတ်စွာဘုရားကဒုက္ခတွေကျော်ရမယ်လို့ပြောထားတာဘူးအဲ့လိုဆိုရင်ယောဂီတယောက်စီကိုယ့်ဘောက်ကိုတရားကြင့်မယ် ို့မဟုတ်ဆရာထံနိဂံကြည့်မယ်ဆိုရင်ဒုက္ခိန္ဒရီကြော်တဲ့လမ်းကြောင်းပေါ်မတင်ပေးရင်ဒီနိဗ္ဗာန်မှာမလားမမှန်ပါဗျာမမှန်ဘူးဒါဆိုရင်ဒီပြုလို့စံခင်းရပြီမမှန်ပါဗျာမြတ်စွာဘုရားလည်းစံခင်းပြီးပြီပရမဇန်နိုင်ဒုက္ခိန္ဒရီချုပ်သည်ဒုတိယဇာမဒေါမနတိချုပ်သည်ဆိုတော့အစင်လိုက်ချုပ်သွားမမှန်ပါဗျာအစင်လိုက်ချောရမယ်ကျင့်စဉ်ကိုမကျင့်မဲနဲ့ဘေးချထားပြီးတော့အာကြာကြာထိုင်တာတရားမဟုတ်ဘူးအနာခံနာတရားမဟုတ်လို့ပြောနေဆိုရင်ဖျားဆိုလို့ရင်းနဲ့လွဲမနေဘူးလားမှန်ပါဗျာ ဘုရားဆိုလိုရင်းနဲ့လွဲတော့ဘုရားကိုပြင်မရကြတယ်။တရားတော်နဲ့လည်းလွဲတဲ့အကြောင်းတရားတော်လည်းပြင်မရကြတယ်။မှန်ပါဗျာ။ယောဂီတွေကိုလည်းမရေးဖို့ရေးပိတ်ဆို့ရကြတယ်။ခဲသိင်းသွားမကျင်းနဲ့ကြမ်းတယ်။အတ္တကိလ္လရဏနေယောဂီခန္ဓာကိုယ်ညင်းစေနေတာ။အဲ့လိုပြောပြီးဆိုတော့ယောဂီကိုလည်းပြင်မရကြတယ်။မှန်ပါဗျာ။မိမိကိုယ်ကိုလည်းပြင်မရကြတယ်။တယောက်တည်းနဲ့လေးရက်မှောင်ပါမှန်ပါဗျစိတ်မှာတောက်တဲ့မိစိတ်မှာရှုတဲ့တဏှာ စိတ်ကိုမိတောင်ဒုက္ခခန္ဓာပြအောင်တဏှာကရှုတာကိုရုပ်ကိုသွားပြီးတော့အပြစ်မြင်ပြီးတော့ပြင်းနေမယ်ဆိုရင်တစ်ခါညောင်းတစ်ခါပြောင်းပြောင်းနေမယ်ဆိုရင်ဘုံဒုက္ခတွေကြောပါမယ်မကြောတော့ပါဗျာအဲ့တန်တရားကဆက်သွားပါမယ်ဗျာဟုတ်ပြီဒုက္ခကိုဒုက္ခနဲ့ဒုက္ခနဲ့ခဏဖုံးလိုက်ဒုက္ခကိုဒုက္ခနဲ့ခဏဖုံးလိုက်မှန်ပါဗျာမှန်ကန်တဲ့ဒုက္ခမဟုတ်ဘဲနဲ့ကာမဒုက္ခကိုကာမဒုက္ခနဲ့ဖုံးသွားတဲ့အတွက်ကြောင့်မကျမ်းစာဖူးချမ်းတာမရဘူးမရပါဘူးဗျာဖရာတိပြုဒီနေ့ ကာမဒုက္ခမှာရာဂဆိုတဲ့တဏှာစိတ်ကိုဒိဋ္ဌိဒေါသတို့နဲ့ဆက်ဆက်တဲ့အတွက်ကြောင့်အကြောင်းဖြစ်တဲ့တဏှာကိုမက်နဲ့တတ်လိုက်တဲ့အခါကျတော့တဏှာနိရောဓနိဗ္ဗာန်ဆိုပြီးတော့ဘုန်းကြီးဘဝင်ကြသွားတဲ့အခါတဏှာယုံမဲ့ကံမဲ့ပြင်းမဲ့ရွှေ့မဲ့ဆိုတဲ့တဏှာပေါ်သေးလားမပေါ်တော့ပါဗျအဲ့တော့တဏှာချုပ်သွားဘူးလားမှန်ပါဗျတဏှာချုပ်တော့ဘုန်းကြီးအေးနေတဲ့အတိုင်းရမသွားဘူးလားမှန်ပါဗျအဲတဏှာနိရောဓနိဗ္ဗာန်မှန်ပါဗျဘုန်းကြီးအစွမ်းကုန်သိခံဆွန့်လွတ်တယ်တဏှာကနေရာရဖို့ပြင်းမဲ့လှုပ်မဲ့ ညှိမချုံမဲ့ကောက်မဲ့ရာဂနဲ့ကြိုက်ခဲမဲ့ဆိုပြီးနေရာတောင်းတာကိုအဲ့မခံမဲနဲ့တတိနဲ့ညံလေးနဲ့ခွင့်လွှတ်ပြီးနေတော့နောက်ဆုံးတဏှာကဘလို့မှလိန်လို့မရတော့သူမှန်ချပါတယ်မှန်ပါဗျအဲ့ဒီမှန်မချခင်ရဒီဘက်ကစွန့်လွတ်နေတာဒီကုတ္တရကိုသင်္ခါရုပ္ပခါပဲမှန်ပါဗျသင်္ခါရုပ္ပခါအားလဲကောင်းကောင်းတဏှာလဲမှန်ချရောလှလှလှဆိုပြီးတော့နော်ဘုံနေကြွားပြီးအေးနဲ့ပြန်တက်လာမှန်ပါမဲ့ဖို့သောကုန်းတဲ့ဘုမဲ့ဖို့ပြီးတော့တခါတန်းတက်သွားတယ်မှန်ပါဗျအဲ့တော့ခန္ဓာဖြစ်စဉ်နဲ့ဘုရားဝ ညွန်ကြားထားတာနဲ့တပည့်တို့ပြတဲ့ကျင့်စဉ်တွေနဲ့မကိုက်ဘူးလားဗျာတထရာနဲ့ပါဗျာဟုတ်ပြီအဲ့တော့တပည့်တို့ဟိုဘုန်းကြီးချားရေးတာတွေလည်းအားထုတ်ခဲ့တယ်ဆိုတော့အမှတ်တမ်းပါပါတယ်အဲ့တော့အဖြေတစ်ခုထုတ်လိုက်မယ်ဆိုရင်မြည်သည့်ဆရာနဲ့ကျင့်ကျင့်မြည်သည့်နေရာမှာကျင့်ကျင့်မြည်သည့်မူနဲ့ကျင့်ကျင့်မိမိကွာပါမိမိကျင့်တဲ့ကျင့်စဉ်တွေလကောင်းဆရာထံနီးခံပြီးကျင့်တဲ့ကျင့်စဉ်တွေလကောင်းဘယ်လိုပဲကျင့်ကျင့်တစ်ခုတည်းသောအဖြေဟာကာယကဒုက္ခမှာ ေါသသုံးဖို့ဖာသုံးဖို့မွေလေးကောင်မှလွတ်တဲ့ကျင့်စဉ်လမ်းကြောင်းမှရောက်ဖို့လိုတယ်။အင်မတန်လိုအပ်ပါတယ်ဗျ။မှန်ပါ။အဲ့ဒီကောင်နဲ့လွဲနေပြီဆိုရင်လမ်းလွဲပြီလို့သတ်မှတ်လို့မရဘူးလား။မှန်ပါဗျ။အဲအဲ့တော့ဘုန်းကြီးနေနဲ့ခြေဆက်လက်သာသနာပြုအောင်မှာမလို့ကျန်တဲ့ပိဋကတိယအကျင့်ဆိုတာအကျင့်တာဘာမှမသိဘူးရှုဆိုတာရှုတာဘာမှမသိဘူးအဲ့တော့သူတို့ကိုရှင်းရှင်းလင်းလင်းသဘောပေါက်အောင်ဘုန်းကြီးဘယ်လိုအမိန့်ရှိမလဲဗျမှန်ပါဗျတပည့်တော်တို့အခုရလာတဲ့ ဒီလမ်းကြောင်းပေါ်မှာဟိုတသွေးမသိဒါလေးလေးစားစားနဲ့ကျင့်သွားဖို့အားလုံးအာဒီတပိတော်တော်ဒီရိတ်တာဟိုရောက်လာကြတဲ့ကတပိတော်အနေနဲ့ဒါထူးခြားတာလေးတွေရှိပါတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဆရာတော်ဘုရားကြီးတို့မဟာနိုင်ကဆရာတော်တို့နဲ့ဒီဥပထာကတရားထောက်တရားပြဆရာတော်ဘုရားကြီးတို့ဒီလရှင်တို့ဥပထာကအဖွဲတို့ဟာယောဂီတွေကို မိမိတို့ရဲ့ယင်းနှစ်တီးချာသာသမီအရင်ပမာလိုပဲစောင်းလျှောက်နေတာကိုတွေ့ရပါလေဗျ။ဟိုရုပ်ဆော့ဆုံးထိုင်တာမတဲ့တာတော့တောင်မှဒီလိုလေးပြင်ပြီးတော့ထိုင်ပါဒီလိုလေးဟိုတီးခံပြီးတော့နေပါစသည်ဖြင့်တောက်လျှောက်စောင်းလျှောက်နေတာကိုဒါအင်မတန်မှထူးခြားပါလေဗျ။အဓိကတော့ဖျားတပြီတော်တို့ဒီမှာပေးခဲ့တဲ့ဒီနေ့စနစ်တည်းရဲ့ ဂယုစိုက်မှုတွေရဲ့အဲ့ဒါကို စိတ်ထဲမှာထားပြီးတော့အဲဒီကျေးဇူးတရားကိုကတိညုကတဝေတီအနေနဲ့ကြိုးကြိုးစားစားနဲ့လှုပ်သွားလို့ရှိရင် အောင်မြင်မှာပါလို့ဒီလိုလျှောက်ချင်ပါတယ်ဗျာကဲတအားခွေရ